ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအနေနဲ့သင်္ကန်းနဲ့သာသနာတော်ကိုခွဲခြားသိဖို့လိုပါတယ်။မြင်တွေ့သမျှအကြားသမျှတွေမြင်မတော်တိုင်းကြုံမိတော့လေအောင်မြင်မဲ့လွန်ရာကြလိမ့်မယ်။ ားဒီဗီဒီယိုထဲမှာမြင်တွေ့ကြရတာကဝိုင်းပြေကားပေါ်မှာဖုန်ကြီးတစ်ပါးကိုကားစပရာလို့ထင်ရတဲ့လူတယောက်ကနေပြီးကားပေါ်ကဆင်းဖို့ပြောတယ်။နောက်ပိုင်းသူစိတ်မရှိတဲ့အတွက်ဖုန်ကြီးကိုဝေယုံတုံကလုံးပြီးတော့အောက်ကိုဆွဲချဖို့အထိလုပ်တယ်။ဗဇက်ကဘွားစီဘွားစီလုံနေတဲ့ဖုန်ကြီးကို အာဒီမရောက်နဲ့သင်္ကန်းချွတ်ပြီးခေါင်းရိုက်ခွဲပလိုက်မယ်ဆိုပြီးတော့ရေဘူးရအဖျင်အင်မတန်ကြမ်းတမ်းခက်ထန်တဲ့စကားနဲ့ပြောပြီးတော့ကားပေါ်ကနေ ဆွဲချဖို့လုပ်နေတာဖြစ်ပါတယ်။ဒီဖြစ်စဉ်ရဲ့အသေးစိတ်ကိုမသိရပေမဲ့ဒီပုံစံဒီမြင်ကွင်းမျိုးကိုညင်ရတဲ့အခါမှာဘုံကြီးကပဲမှားတာလားကားဆရာဖြစ်တဲ့လူဘက်ကပဲမှားတာလားဆိုတာကိုညီရသူအလုံးအနေနဲ့လည်းသိတာထင်ရှားနေပါတယ်။အကယ်၍များဘုံကြီးဘက်ကမှားနေမယ်ဆိုရင်အဲ့ဒီကားပေါ်မှာပါတဲ့ပတ်ဝန်းကျင်ကဘယ်နည်းနဲ့မှဒီတိုင်းရက်ကြည့်နေမှာမဟုတ်ပါဘူး။အဲ့ဒီစပရာဆိုတဲ့လူကိုဝိုင်းပြီးတမကြမှာသိကြပါတယ်။ကျွန်တော်တို့ဗုဒ္ဓဘာသာတွေက ဘာသာရေးကိုလားထင်ရင်ဆက်ဆက်တိမခံဘူးလေဗျာနားတယ်ဒါတော့မကြီးမားတဲ့အရာတောင်မှဟုတ်တယ်မလားအခုလိုကြီးဆိုရင်ဘာပြောကောင်းမလဲအဲနောက်မှဆက်ပြောပါမယ်ဗီဒီယိုလေးကြည့်ရအောင် ဒီဗီဒီယိုကိုမူရင်းတင်ထားတဲ့ post ကိုဝင်ကြည့်လိုက်တဲ့အခါမှာလဲအဲ့ဒီမှာဝင်ပြီးတော့ကွန်မန်ရေးချတဲ့လူတော်တော်များများအားလဲအခုလိုတရားဓမ္မကတိကတွေလည်းအများကြီးပေါ်တယ်တရားစာအုပ်တွေလည်းအများကြီးပေါ်တယ်ဆိုရှယ်မီဒီယာပေါ်မှာလည်းမိမိသိကျင်တဲ့အကြောင်းအရာကိုတက်တက်တက်ဆိုစာလေးရိုက်ရင်အတော်လိုက်ကြလာပြီးလိလာလို့ရတဲ့ခေတ်ကာလမှာတော့မြေယုခလဗုဒ္ဓဘာသာအဆင့်ကနေရုံးမထွက်နိုင်သေးဘူးအောက်တန်းစားဗုဒ္ဓဘာသာဘဝကနေ ရုံးမထွက်နိုင်သေးဘူးဆိုတဲ့အချက်ကိုသွားတွေ့ပါတယ်။တချို့ကွန်းမှန်နေဆိုရင်ဟာဆဗျာကအပြောဆိုလဲကြမ်းတကွာရိုင်းနေလူကိုလှုပ်ချင်အောင်တော့တင်ကန်းလေးတော့အားလာအောင်မှာပေါ့ကွာ။ဒီကောင်ဗုဒ္ဓဘာသာမဟုတ်ဘူးလား။ဘာညာစွတ်ဒီဖြစ်ပေါ့ဗျာ။ပေးကြတယ်ဗျ။အဲ့လိုလူတွေရဲ့စိတ်ထဲမှာတင်ကန်းကိုသာသနာလို့ထင်နေပုံရပါတယ်။သာသနာဆိုတာတင်ကန်းလား။တင်ကန်းကိုသာသနာလို့ခေါ်တာလား။သာသနာနဲ့တင်ကန်းကိုခွဲခြားပြီးတော့မသိတဲ့တဲ့တယ်ပြောရင်ဗျာ။ ဘုတ်ပိန်းနေများပါတယ်ဗုဒ္ဓဘာသာမှာငပိန်းနေပေါ့ဒါတဲ့တယ်ကျွန်တော်ပြောတာဒီဗီဒီယိုရဲ့အဆက်ကလေးကိုဆက်ကြည့်လိုက် ီတော့သင်္ကန်းနဲ့သာသနာကိုဘာကြောင့်ခွဲခြားသိဖို့လိုတယ်လဲဆိုရင်ကျွန်တော်တို့ရဲ့ဖျားရှင်ကိုတော်မြတ်ကြီးပါရမီဖြည့်တဲ့အချိန်နုစဉ်ဘဝပေါ့ဗျာဆရံစင်မင်းဇတ်တော်ဆိုအားလုံးသိပါလေအဲ့ဒီဘဝမှာတော့သင်္ကန်းကိုကာပါယူသင်္ကန်းကိုခုထုံးလို့အတုံးချသွားတဲ့တောင်းနှုတ်ထို့လို့မုတ်ဆိုးမျိုးရဲ့တတ်ဖြတ်ခြင်းကိုခံခဲ့ရပါဒီသာသနာမှာသင်္ကန်းကိုခုထုံးလုပ်ပြီးတော့ရုံမာတဲ့ပုံပုံတွေဟာဒီသာသနာတော်ကြီးထုတ်ဖြစ်ပေါ်လာဖို့ပါရမီဖြည့်နေတဲ့ ဖခင်အလောင်းတော်ဘဝမှာကလေးကအဲ့လိုကောင်းနေကပ်ပါလားဖခင်ဖြစ်ပြီးတဲ့နောက်တက်တော်ထင်ရှားရှိစင်မှာလဲရင်ငန်းကိုအသုံးချပြီးတော့သာသနာကိုဖျက်မဲ့ကောင်းနေဖခင်လက်ထံမှာရှိလာအခုဖခင်ရှင်ပြိဋ္ဌိနိဗ္ဗာန်ဆံပြီးသွားပြီဖခင်ရှင်မရှိတော့လဲသာသနာရှိနေတဲ့ဒီဘက်ဖြစ်ပါလားအထစ်အောင်ရင်ငန်းကိုအသုံးချပါပါယူပြီးလူမကြီးတွေလုံနေတဲ့ပုံကိုယ်တွေတောလို့ထုံမုံဆိုးစီကနေအမွေဆက်ခံလာတဲ့လူတွေအတော်များပါတကယ်တော့ သင်္ကန်းများဝတ်လိုက်ပြီးနိဗ္ဗာန်ရောက်တဲ့အထိလိမ္မာခွင့်ရှိပါတယ်။သင်္ကန်းဝတ်ပြီးနဲ့မိုက်မယ်ဆိုရင်လည်းအပေကြတဲ့အထိလွယ်လွယ်ကူကူမိုက်လို့ရပါတယ်။သင်္ကန်းကသာသနာမဟုတ်ပါဘူး။သာသနာဆိုတာအဆုံးအမတာဖြစ်တယ်လို့အလုံးသိပြီးသားဖြစ်ပါလေ။ဓမ္မဝိနည်းကအဆုံးအမမရှိတဲ့ပုဂ္ဂိုလ်တယောက်ကိုသင်္ကန်းပတ်ထားရင်သင်္ကန်းဒီအချင်းနည်းပါပဲ။ဒေဝရလည်းသင်္ကန်းစီးတဲ့မဟာဝိဇ္ဇငရဲကိုကြားတာ။သင်္ကန်းကြောင့်အပေကြတာမဟုတ်ဘဲသင်္ကန်းဝတ်ထားတဲ့ပုဂ္ဂိုလ်ရဲ့အမှုအကျင့်ကြောင့်အပေကိုကြားရတာဖြစ်ပါလေ မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးရဲ့ဖာခမီးတော်တုတ်တော်ထဏမင်းကြီးထီးရိတ်နန်းလျာထီးသူအောက်မှာပဲပြိဋိနိဗ္ဗာန်ဆံသွားပါ။ Okay ဒီလောက်ဆိုရင်သင်္ကန်းကသာသနာလားသာသနာဆိုတာသင်္ကန်းကိုခေါ်တာလားဆိုတာကိုကျွန်တော်မိတ်ဆွေများခွဲခြားလို့ရလောက်ပြီးထင်ပါတယ်ဒီတော့သာသနာတော်အတွင်းမှာဘုရားဘာသာကိုကိုစားပြုတဲ့ဝတ်စုံကိုဝတ်ပြီးတော့လမ်းစုံလမ်းမလမ်းလေးခွမှာစိမဲ့ကမ်းမဲ့ပြုမှုနေတာမြင်ရင် အယက်ဘီယာစတိဖြင့်နိုင်တလဗံတမနာတာရုပရင်ညိုကိုရအသွင်ဆောင်ခြင်းမဟုတ်သောအပြုအမူတွေလုပ်နေတာမြင်ရင်ခုဗီဒီယိုရိုက်ပြီးတော့လိုင်းမဟုတ်တင်တဲ့လူလိုပဲတင်တဲ့လူတွေများဖို့လိုတယ်နောက်ထပ်အခုကားစပရာလိုပဲတင်ကဆွဲခွာပြီးရိုက်ခွဲပလိုက်မယ်ဆိုတဲ့အချိုးမျိုးတွေများများချိုးပေးဖို့လိုပါတယ်ဘာလို့လဲဆိုဖျားရှင်လက်ထက်တော်ကအဲ့လိုအကောင်တွေကိုပပဇနီးကကမ္ဘာပါရွတ်ဖတ်ပြီးတော့ပထမမောင်းတယ် လက်မခံတော့ဝိရင်းတုံနဲ့မောင်းခဲ့အပ်ဘူးတဲ့ယဟန်ရုပ်တီကိုဆုံးမတဲ့နေရာမှာအဆင့်ဆင့်လေးတွေဘုရားရှင်ကထားခဲ့တယ်ဒီတော့လူဝတ်ကြောင်တွေကတော့ဘာပတ်ပါဇနီးရကမ္မဝါမရှေ့ရခန်းနေမှာမဟုတ်ဘူးဒါတွေဒါတွေအရင်လာမှာပဲလုတ်တဲ့လုတ်ထိုက်တာကိုလုတ်ပြီးသာသနာတော်တန်ရှင်းအောင်လုတ်တဲ့လူတွေကိုအင်မတန်လေးစားပါတယ်ရင်တွေးသည်များကြားသည်များတွေမြင်မတော်တိုင်းကြော်မိတော့လေအောင်မင်းပဲလွန်ရာကြလိမ့်မယ်